ဟယ်လိုမင်္ဂလာပါကျွန်နာမည် points ပါဒီနေ့ကျွန်တော်ချစ်ရတဲ့ပရိသတ်တွေကိုစကားလက်ဆောင်ပေးနေတာကတော့ freedom for fair အမေရဲ့ freedom for fair စာအုပ်တွေအကြောင်းအရာတွေပါတယ်လို့ဒီကြောက်တရားမှာလොမြောက်ချင်းဆိုတဲ့ဒီစကားရဲ့အတိတ်ပဲတခုကိုကျွန်တော်ကောင်းကောင်းပြောပြဖို့အချိန်ယူရပါတယ်ကျွန်တော် digital white list တွေကိုနှာထောင်းပြီးတော့ခန်းစားကြည့်ပါဦးဒီ podcast က main အတွက်မေးခွန်းတစ်ခုပဲမင်းရဲ့အကြောက်တရားမင်းကိုထိန်းချုပ်နေရလား မင်းကသူ့ကိုချုပ်ကင်နိုင်ဖို့ပြင်နေတာလားအဲ့ဒါကို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 တေချာစဉ်းစားဖို့လိုတယ်မင်းနောက်တစ်ချိန်ကြောက်စရာကောင်းတဲ့အချိန်တွေကြုံရင်မင်းပါလုံးမှာလေတိတ်နေမှာလားတက်ကြွမှာလားဒီမေးခွန်းတွေကမင်းကိုတိုင်သာဖြစ်တတ်ဖို့ကျွန်တော်တို့ကတော့နားထောင်နေဖို့အဆင်သင့်ပဲဟုတ်ပြီကျွန်တော်ဒီပိုင်းနေရာလေးဆောက်လိုက်အောင်အကြောက်တရားမင်းကိုဖိသိမ့်နေရတော့မဟုတ်ဘူးအကြောက်တရားမင်းကိုလොမြောက်ဖို့တည်းစမ်းသက်နေတာသူကမင်းကိုဆုံးဖြတ်ခိုင်းနေတာမင်းတိတ်မှာလားမဟုတ်ရင်မင်းအတန်ထွက်မှာလားမင်းကြောက်နေတာလား ဒါပေမဲ့လොမြောက်ချင်းကအကြောက်တရားကိုအခြေခံပြီးတော့စတင်နေရှိတယ်မင်းသိလားကြောက်တတဲ့သူတွေကတော်လှန်သူဖြစ်လို့မရဘူးလားဆိုတာတခါတလေမေးစရာကောင်းတယ်ဒါပေမဲ့တကယ်တော့ရတယ်ကြောက်လဲရဲရဲဝုန်းဝုန်းရက်တီနိုင်တယ်ကြောက်တာနဲ့တုတ်ပြန်ဖို့ဆုံးဖြတ်တဲ့စိတ်ကအလွန်ခိုင်ပါတယ်လොမြောက်တယ်ဆိုတာအတန်တိတ်တယ်အတန်တခုဖြစ်လာတယ်နောက်ထောင်တဲ့လူရှိနေရင်လොမြောက်ချင်းကစတင်တယ်မင်းရဲ့အတန်မင်းရဲ့အမှတ်တရတွေမင်းရဲ့ဖန်တီးမှုတွေကတရားရောက်တဲ့မျှော်လင့်ချက်တခုဖြစ်လာလိမ့်မယ်အခုနောက်ထောင်နေတဲ့လူ ခင်ဗျားလည်းတယောက်တည်းတော့မဟုတ်ဘူးဒီစိတ်ထဲအကြောက်တရားတွေကိုချင်းခဲ့ပြီးတော့ဖွင့်ပြဖို့ကြိုးစားနေတဲ့လူတယောက်ဆိုရင် သတိထားပါခင်ဗျားရဲ့အတန်တန်ဖို့ရှိတယ်နောက်တစ်ခါကြောက်စရာကောင်းတဲ့အချိန်တစ်ခုမှမျက်နှာချင်းဆိုင်ရင်အဲ့ဒီအတန်ကိုပြန်နားထောင်လို့ရအောင်ခင်ဗျားရဲ့အတန်ကိုလည်းနားထောင်ဖို့ကျွန်တော်တို့ရင်ထဲကနေပြီးတော့အမှတ်တရထားပေးပါမယ်လော့မြောက်ချင်းဆိုတာအကြောက်တရားမရှိတာမဟုတ်ဘူး ်ဒါကြောက်တရားရှိတာလဲဆက်ပြီးတော့မောင်းနေနိုင်တဲ့စိတ်သက်ဖြစ်တယ်အဲ့ဒါကိုနားထောင်နေတဲ့မင်းလဲတကယ်လို့အကြောက်တရားရှိနေရင်မင်းရဲ့မျက်နှာချင်းဆိုင်ရင်ဆိုင်ပြစ်ဖို့ပြင်ဆင်နေတဲ့စိတ်မျိုးကိုမှမွေးတော့လို့တယ်ပြောအတန်တန်လူတအူးအတွက်တန်ဖို့ရှိအောင်လို့မင်းပြင်ဆင်ထားတဲ့နဲ့မင်းပြောလိုက်တဲ့စကားဥပမာသူများကိုခံစားချက်တစ်ခုခုရှိသွားအောင်လို့တုတ်ပြန်မှုတစ်ခုခုရှိအောင်လို့မင်းဖန်တီးနိုင်ဖို့လို့တယ်အမေရဲ့ freedom for face out ထဲကနေကောင်းတဲ့ချက်တွေတစ်ခုကျွန်တော်ပြောပြပဲ အင်အားတစ်ခုရဲ့အမှန်တရားဖြစ်သည်ဆိုရင်ဖိနှိပ်ချုပ်ချယ်မှုအောက်ကပုံသွင်းခံထားရတဲ့အကြောက်တရားအဲအောက်ကနေပြီးတော့အလွတ်ကျွတ်ယုံထွက်ဖို့မလွယ်ကူဘူးဆိုပေမဲ့လည်း ကြောက်စိတ်နဲ့လူရင်ကျေမှုတစ်ခုကိုဖန်တီးလို့မရဘူးအဲ့ဒါတဘာဝမဟုတ်ဘူးလို့အမေပြောတာဒါအမေဆိုတာအမေအောင်ဆန်းစစ်ကြီးကျွန်တော်တို့ညွှန်လာတာပါအမေအောင်ဆန်းစစ်ကြီးကိုလည်းကျွန်တော်တို့အခုချိန်ဒီတတိယနေ့ကျောင်းကျွန်တော်ဒီကနေ့ပြတဲ့ခါလေးပြောလိုက်ပြစေအမေရဲ့ freedom for fair ဆိုတဲ့အဓိပ္ပာယ်ကြီးကတကဘာလုံးညွှန်လာတာဘာလို့လဲဆိုတော့ဒီအကြောက်တရားမှာလွတ်မြောက်ရေးဆိုတာလူတိုင်းမှာ လိုအပ်တဲ့ဆိုတဲ့စိတ်ဓာတ်တစ်ခုအမေရိုက်ထည့်ပေးခဲ့တာဟုတ်ကျွန်တော်အနေနဲ့ sharing လုပ်ပေးခြင်းဖြစ်တယ်အကြောက်တရားထဲကနေယုံထွက်ဖို့တဲ့စိတ်ဓာတ်ကတော့တုံလုံးနေတဲ့အရာတွေမဟုတ်ဘူးသူတို့ကတိတ်တိတ်လေးရင်ထဲမှာဖြစ်လာတဲ့မျောလင်းချက်တွေမတန်ဆွမ်းတဲ့လက်နဲ့တောင်မှတကားကိုဖွင့်ကြည့်တဲ့အခါမှာဆုံးဖြတ်တဲ့ခဏမှာအသက်မထွက်နိုင်တဲ့အရာတွေမှာတော့မင်းအသက်ရှူနေတာတွေအမြင်လှတာမလှတာတွေကခဏထားလိုက်ဘူး။ तू ကမင်းရဲ့မျက်လုံးထဲမှာမီးတောက်လောင်နေတဲ့မဆွမ်းတဲ့အငိမ့်ချမ်းမှုတစ်ခုကိုလိုလားတာ။ မင်းတို့ရဲ့ကြောင်းမှာအတန်တွေကိုပြန်ပြီးတော့တတိယလာစီမှာစိတ်ဓာတ်တစ်ခုပြောတာအောင်မြင်စွာရုံထွက်ဖို့ဆိုတဲ့အတွေ့ရတော့မင်းကတော့ကြောက်တာပဲဒါပေမဲ့မင်းကမနေနိုင်တော့အကြောက်တရားနဲ့အတူနေဖို့အတွက်မင်းမခံနိုင်တော့မင်းအတန်ပျောက်သွားတာတည်းမင်းကိုယ်တိုင်ပျောက်သွားတာကိုမင်းပို့ပြီးကြောက်လာတာဒါကြောင့်မလို့မင်းရုံထွက်တာအဲ့ဒါအောင်မြင်တယ်လို့ခေါ်တယ်ဒါတွေကစစ်တမ်းတွေမဟုတ်ဘူးဒါအခုချိန်မှာတော်လန်ဖို့လေမဖြစ်ရင်မဖြစ်တော့တဲ့အချိန်မင်းအတွင်းမှာပဲပောက်ကွဲလာတာတမင်တကာမဟုတ်တဲ့အမှုကျင့်နေတယ်အဲ့ဒီစိတ်ဓာတ်တွေကအကြောက်တရားကိုစွန့်လွှတ်ဖို့အခိုက်အတန့်မှာမွေးဖွားလာတာ အဲ့ဒီစိတ်တွေမွေးတာငါတို့တွေဘယ်တော့မှရှုံးပေးွားမှာမဟုတ်ဘူးဆိုတဲ့စိတ်ကြီးอ่ะမင်းကိုယ်တိုင်မှာဖြစ်လာနေမယ်အဲ့ဒီတွင်မင်းလောမြောက်နေပြီလားမင်းကိုယ်တိုင်တည်တယ်အဲအကြောက်တရားတွေကိုရဲရင်မှုတွေနဲ့ရင်ဆိုင်ပြစ်ပြီးတော့မှငါတို့ရဲ့အနာဂတ်တွေမှာလှပတဲ့ပန်းတိုင်တွေငါတို့ရဲ့ရီမန်းချက်တွေစီကိုရောင်းသွားကြမယ်အားလုံးအေဂျင့်နဲ့ဘဝမြောက်ပိုင်ဆိုင်ကြပါစေနောက်တစ်ပတ်မှတွေ့ကြရအောင်